ခုတွေ့နေရတယ်မဲနေအောင်ကြော်ထားတာကိုကြွက်ကြီးလို့တော့မထင်လိုက်ပါနဲ့မိသွေးကြီးဆိုရင်ပူတော်မဟုတ်ပါဘူးလူကြီးမင်းယုံနိုင်မလားဒါကတကယ်တော့ငရုတ်သီးစိမ့်ကြော်ပဲဖြစ်ပါလေဒါအပြင်ဒီပုံစံငရုတ်သီးစိမ့်ကတခုကို22ယွမ်းကြာပါလေဆိုင်ရှင်ကတော့ကိုရီးယားနိုင်ငံကလူငယ်တယောက်ဖြစ်ပါလေတခါကရောက်လာတဲ့စစ်ချွမ်းပြည်ကခီးသွားကအထွန်းငရုတ်သီးစိမ့်အသားကြော်ကိုမှားခဲ့ပါလေဒါကိုနည်းနည်းလေးမြည်ကြည့်ရုံနဲ့တော်တော်ဆဲသွားလိမ့်မယ်လို့မထင်ထားဘူးတကယ်တော့ခင်ချီရဲ့ပြင် အခြားရသာရှိတဲ့ဟင်းလျာတွေလည်းရှိပါသေးတယ် ကိုယ်နိုင်ငံမှာဒီလိုဆိုင်လေးပြန်ဖွင့်စားရင်စီးပွားအရန်ဖြစ်နိုင်ပါတယ်။အမြဲတမ်းဆိုင်ရှည်မှာဝယ်သူကအဆုံးမရှိဘူး။တန်းတဲ့လိုင်းမှာလူတွေက3-4နာရီလောက်တိုင်ရတာတော့နည်းနည်းလေးမှကွန်ပလိန်တက်တာမရှိဘူး။ဒီလိုအချားအရာနဲ့မတူတဲ့အစားအစာကိုလုံးဝစားကျင်နေကြတာဖြစ်ပါတယ်။တတိကပါဝင်ပစ္စည်းတွေကိုလုံလောက်အောင်မများပြင်ဆင်ထားရတယ်။နေတိုင်းငရုတ်သီးစိမ်းတက်တာကြီးနဲ့စိမ်းလုံးလောက်ကုန်ပါတယ်။ချင်းရံဘက်ကတင်သွင်းတဲ့ငရုတ်သီးကိုသာရွေးသုံးကြတယ်။သူရဲ့အဆက်ကတင်းတော်ယုံသားမကအချိုရတာလေးနည်းနည်းလေးရှိတဲ့အတွက်အားလုံးရဲ့နှစ်သက်မှုကိုရတာပဲဖြစ်ပါတယ်။ ဆိုင်ကားငရုတ်သီးစိမ်းကျော်ကနမည်ကြီးရတဲ့အကြောင်းရင်းပါပဲဒီတိုင်သူ့ရဲ့ကျွတ်ဆန်နေတဲ့ငရုတ်သီးစိမ်းကျော်ကြောင့်တင်မဟုတ်ပါဘူးဒါနဲ့သူ့ရဲ့ဝမ်ပိုက်ပိုင်ကိုဖြည်းဖြည်းချင်းလီမယ်အထဲကငရုတ်သီးစီတွေကိုဖယ်မယ်အစာသွပ်ဖို့အတွက်ပိုမများလောက်ထားမယ်လက်ဆက်တဲ့ဝတ်ရဲ့နောက်ခြေကိုအသားကျိဆက်တွေလောင်းထည့်ပြီးတော့ကျိတ်လိုက်မယ်လောဘကြီးတဲ့တထေကကျင်း30အပြည့်ထည့်လိုက်တယ်နောက်တော့ကော်ဖီအထုပ်သေးလောင်းထည့်မယ်ကျဲဦးအနှစ်ကိုကျက်တုံမေခါကျဲဦးလို့နဲ့ရော်ပြီးထည့်မယ် မွေတဲ့ဆက်တွေကိုအတူတူလောင်းထည့်လိုက်မယ်။မြုပ်သီးကိုစားလိုက်တဲ့အချိန်မှာပို့ပြီးတော့လက်ဆက်ပြီးကြွရွာစီဖို့အတွက်တထေကအစာတွတ်တဲ့အထည့်ကိုကောင်းကျင်းမှုပါထည့်ပါသေးတယ်။ပါဝင်ပစ္စည်းတွေအားလုံးလောဝသမသွားမွေပြီးတာနဲ့ပလတ်စတစ်ပုံတွေကိုတောက်လျှောက်ပြောင်းထည့်လိုက်တယ်။ဒါဆိုပြီးပြီလို့တော့မထင်လိုက်ပါနဲ့။အခုကလုပ်ငန်းစဉ်ရတဝက်ပဲရှိပါသေးတယ်။နောက်တော့တိမ်ငယ်ကိုပကံတဝက်အရန်တင်းလှုပ်ထားတယ်။ပေမုံနေနေထဲတဲ့ငရုတ်တီကိုစားကောင်းချင်နေဆိုရင်တော့ပါဝင်ပစ္စည်းကိုတေချာပေါင်းများများလေးထည့်ရပါမယ်။ ဒါကတော့တတိခီသွားတော့ကမရည်ရွယ်ပဲကြားသိခဲ့ရတဲ့လိဝတ်ချက်ပဲဖြစ်ပါတယ်။အခုအစာသွမ်းမဲ့ဟာတွေကိုအတူတူယောနယ်လို့ရပြီဖြစ်ပါတယ်။ဒီလောက်များတဲ့ပါဝင်ပစ္စည်းတွေဟာတာမန်ပစ္စည်းတွေဖြစ်တာတော့လုံးဝလှပတဲ့လက်ရာတွေဖြစ်ကိုပြောင်းပြစ်နိုင်ပါတယ်။သူတို့ကိုနှံ့အောင်နေပေးဖို့ပဲလိုပါတယ်။ဒီလိုဆိုရင်တော့အစာသွစာလုပ်လို့ပြီးသွားပြီဖြစ်ပါတယ်။တတိကပြိုင်ဘက်တွေအများကြီးကိုတော့ကြောတက်နိုင်နေအားလုံးထင်သလိုလုံးဝအိမ်မှာအလောက်ရှုပ်ထွေးတာမဟုတ်ပါဘူး။တစ်ဖက်မှာလက်ဆက်ပြီးခိုင်မာတဲ့ပါဝင်ပစ္စည်းတွေကိုရွေးချယ်ရမယ်။ ပို့ပြီးတော့အရေးကြီးတာကမတမာမှုတွေလုံးဝခင်ပြီးရိုးရိုးသားသားလောက်ကန်စားတော့ရဖို့ပဲဖြစ်ပါလေ။ငရုတ်တိအလုံးနိုင်ရဲ့အထဲမှာအစာသွပ်စာတွေအပြည့်ဖြည့်ပါမယ်။အခြားဆိုင်တွေဆို အစာထည့်ရမှာမကြိုက်ကြဘူး။ဒါပေမဲ့သူကတော့စန့်ကျင်ဘက်ပဲ။အသားတွေနဲ့ငရုတ်တိမညံ့မှာကိုမကြိုက်ပါဘူး။စားဘူးတဲ့ဧည့်သည်တွေအလုံးကကောင်းတဲ့မချက်တွေပေးကြတယ်။ဒီအကြောင်းသူ့ဆိုင်ရဲ့အနီနာကိုပြောင်းလာနေတယ်။စာရေးဆရာတယောက်တောင်းရှိပါသေးတယ်။ဒီတိုင်းဓာရီကိုစားနိုင်ဖို့အတွက်ဖြစ်ပါတယ်။အဲ့ဒါအပြင်မကြော်ခင်မှာအဖော်ကနေမဟုတ်ဖို့ဆိုတော့အုံမယ်။ လောက်တဲ့အချိန်မှာလည်းအရန်ကယူဆိုင်ရတယ်ပင်လယ်စော့ကိုသုံးပြီးတော့ရောလို့ရတာဖြစ်ပါတယ်ဒီလိုလုပ်ပြီးရလာတဲ့ငွေုပ်တီကကျွရနေုံသာမကသူ့ရဲ့ငငယ်လေးနဲ့လက်ဆက်တဲ့အရသာတမျိုးကိုလည်းရရှိစေပါတယ်အဲ့ဒီတဲကဘာမို့ဆိုရနဲ့ပင်လယ်စော့ရဲ့ကိန်းကြီးတဲ့အချိုးစားကတထည့်ရဲ့လေးဝက်နေလမ်းပဲဖြစ်ပါတယ်တခါတော့ကလူတယောက်ကသုံးသန်းနဲ့ကန်လန်မှုတွေသူကအာလုံးကိုညှင်းဆိုခဲ့ပါတယ်အဲ့ဒါအပြင်ဒီမဲတဲ့အရသာကဒီဆိုင်ရဲ့မီနူပဲဖြစ်ပါတယ်ဘဲခောက်ဆွဲလုံရင်တုံးနေအမဲပဲချက်စီကိုမုန်နစ်တွင်နေရောနေမယ်ကြည်ရတာတောင်တောင်တော့နိုင်ပါတယ် ဒီလိုတီထွင်ဆန်သစ်မှုတသေးလေးကမမျှော်မှန်းထားတဲ့ရလတ်တွေယူလာပေးမယ်လို့မထင်ထားဘူး။တီချာလှုပ်ထားတဲ့မုန်နစ်ကစမ်းချတဲ့အရာတစ်ခုဖြစ်လာတယ်။တတိမထားမိခင်မှာပဲလူတွေအများကြီးကိုဆွဲသွားစေပါတယ်။နေ့တိုင်းမှာဒီမိုးကြောက်လာတဲ့ဧည့်သည်ထက်ဝက်ကျော်လောက်ရှိပါတယ်။သူ့အပြင်ပန်းပုံစံကဘလို့မှမနေဘူး။အမှန်တရားကိုမသိတဲ့သူဆိုနောက်နေတယ်လို့တောင်ထင်ရတယ်။ဒါပေမဲ့သူ့ရဲ့ရတာကတကယ်ကိုကောင်းတယ်။လူကြီးမင်းမစားဘဲနေနိုင်မယ်။ဒါပေမဲ့တငယ်ချင်းကတော့စားမသေးကြတယ်။အလုံးအရင်တဲ့လောက်ပြီးရင်ပလတ်စတစ်ဘုံတွေကမဖို့ဆိုရာနဲ့တလွာအုပ်လို့ရပြီဖြစ်ပါတယ်။ တိကျနှံ့သွားရင်ငရုတ်သီးစိမ်းကလုံးဝပြည့်စုံသွားပြီဖြစ်ပါတယ်။နောက်တစ်စိမ်းကတော့တကယ်နေရာကိုရောက်လာပြီပဲဖြစ်တယ်။ငရုတ်သီးစိမ်းကိုမုံနှစ်ထဲထဲအေးထူးထူးလေးနဲ့နှံ့အောင်လုပ်ပြီးဒဲအိုးစီပူတွေကိုထည့်လိုက်လို့ရပြီပဲဖြစ်ပါတယ်။အပူချိန်200ဒီဂရီဆိုရင်မုံနှစ်ကိုချက်ချင်းကျက်စေပါတယ်။တစ်ချိန်တည်းမှာပဲမှုတဲ့အနံ့ဟာလည်းနှာခေါင်းထဲရလာတယ်။ဒါပေမဲ့ချောင်းမှုတဲ့မျက်နှာပြင်ရှိတဲ့ငရုတ်သီးစိမ်းကိုအပြေအဝပုံဖော်ဖို့ကလုံးဝမလွယ်ပါဘူး။မုံနှစ်တွေပြုတ်ပြုတ်ကြတာမျိုးလည်းရှိပါတယ်။ ဒါကြောင့်နှစ်ပြန်ထက်ကျော်ဖို့လိုပါတယ်။မယုတ်သီးစိမ့်တွေအေးသွားရင် နောက်ထပ်မဟုတ်ဘူးဆိုတော့အလွာအသေးထပ်အုပ်လိုက်ရပါတယ်။နောက်တော့စီတေဦးရဲကိုထဲကျော်တယ်။အဲ့ဒီအချိန်မှာစကားနဲ့ငယုတ်သီးစိမ့်ကိုစတိုက်လှည့်နေပြီးဖို့လိုပါတယ်။ပိုပြီးမှတ်ထားရမှာကတော့ဒေဦးရဲကမျက်နှာပြေပေါ်ကအကျွေးကြံလေးတွေအချိန်ပြီးဖဲထုတ်ဖို့ပါပဲ။မယုတ်သီးစိမ့်အပေါ်ကိုသွားမထီအောင်လုပ်ပေးဖြစ်ပါတယ်။မယုတ်သီးစိမ့်ရဲ့မျက်နှာပြင်ရွှေဝိုင်းအောင်တန်လာပြီးဆိုတော့ ਨੇ စစ်စစ်ပြီးတော့စိမ့်လို့ရပါပြီ။နောက်ဆုံးတော့ဒီငယုတ်သီးကျော်လေးကိုလှုပ်လှုပ်ပြီးပါပြီ။ နောက်တော့ဆိုင်ငယ်လေးရဲ့ခုံတွေကအကန့်အသတ်နဲ့ပဲရှိပါသေး။အဲ့တဲ့တွေအများပြားကပါဆယ်ထုတ်ပြီးယူသွားလေးရှိကြပါသေး။ဒါပေမဲ့တတိကနည်းနည်းလေးမှပေါ့ယုံမှုမရှိပါဘူး။အားလုံးကိုလက်ရမျိုးစွာပြုလုပ်ထားတဲ့ပုံလေးနဲ့ထုတ်ပေးပါသေး။ဒီလိုပြောစရာမလိုတဲ့ service မျိုးကိုဘယ်သူကမကြိုက်ပဲနေမလဲ။ကံကောင်းလို့ဆိုင်ထဲမှာထိုင်စားခွင့်ရတဲ့ဖောက်တွေတွေအတွက်ဆိုရင်တော့တတိရဲ့ service ကပိုလို့တောင်ပြောစရာမလိုပါဘူး။အမျိုးမျိုးသောအေးအေးတွေတိုက်ရုံသာမကငရုတ်ဒီစိန်ကိုအတုံးကြီးလေးတွေဖြစ်အောင်ဓာတ်ထဲပါလီးပေးပါသေးတယ်။ဒီလိုဆိုရင်စပွဲဘော့ကိုချပေးလို့ရပါပြီ။ ေချာကြော်ထားတဲ့ငြိုတီစိမ့်ကြော်လေးရဲ့အပြင်ဘက်အသားကကြွေရပြီးမှုကြိုက်နေတာပါပဲတကယ်ကြိုက်လိုက်တာနဲ့ကြွကြွရွရလေးဖြစ်ပြီးတော့လက်ဆက်မှုကြိုက်တဲ့အရာသာကဗဇက်ထဲမှာချက်ချင်းပြောင်းဝင်သွားပါတယ်အထူးအသားစာတို့လည်းအများကြီးပါပါတယ်ဒီအရာကဘယ်အရာနဲ့မှအစားထိုးလို့မရတဲ့အခြေအနေအထိပိုပိုပြီးတိုးလာပါတယ်လက်ဆက်တဲ့အသားရဲ့အရာသာကလူကြီးမင်းကိုလုံဝကရင်တွေ့သွားစီမှာပဲဖြစ်ပါတယ်တခါတည်းနဲ့အခု20လောက်စားလိုက်ရင်လူကြီးမင်းရဲ့အစားစားချင်နေတဲ့စိတ်ကိုပါချိနဲ့သွားစီပါတယ်